ထွတ်မြောက်ဝါကျမ်းအခန်းကြီး9ထွတ်မြောက်ဝါကျမ်းအခန်းကြီး9သည်ငါလူတို့ကိုလွတ်ပါ ဖြစ်သည်ထိုနောက်မှ မောရှင်နှင့်အာယုန်သည် ဖာရောဘုရင်ထံသို့ဝင်၍ဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရားကငါ၏လူတို့သည်တော၌ငါအဖို့ပွဲခံစီခြင်းကလွတ်ရမည်ဟု မိန့်တော်မူကြောင်းကို၆ဤဖာရောမင်းကလည်းထာဝရဘုရား၏စကားကိုနားထောင်၍ ဣတရလမျိုးတို့ကိုငါလှုပ်စေခြင်းကထိုဘုရားကအဘယ်သူနည်းထာဝရဘုရားကိုငါမသိဣတရလအမျိုးတို့ကိုငါမလှုပ်ဟုဆိုလေ၏သူတို့ကလည်းဟေပြဲလူတို့ဤဘုရားသခင်သည် ကျွန်တော်တို့နှင့် တွေ့တော်မူပြီးတောသို့သုံးရခီးသွား၍ကျွန်တော်တို့ဘုရားသခင်ထာဝရဘုရားအားရစ်ပူဇော်သော အခွင့်ကို ပေးတော်မူပါသို့မဟုတ် ကာလနာဘေးဒါဘေးတစုံတစ်ခုဖြင့်ကျွန်တော်တို့ကိုတန်ခတ်တော်မူလိမ့်မည်ဟု၆ဆို၏အေဂုတုရှင်ဘုရင်ကလည်းမောရှိနှင့်အာယုံတင်တို့သည်ဤလူများတို့ကိုအဘဲကြောင့်အလုတ်ပြစေသည်နီအမှုတော်ကိုတော်၍ဆောင်ရွက်ကြဟုမိန့်တော်မူ၏တဖန်လဲပြည်တော်၌ထိုလူတို့သည်ယခုများကြ၏အမှုမထမ်းစီခြင်းကတင်တို့သည် အခွင့်ပေးကြသည်တကားဟု ်ဖာရောဘုရင်ဆို၍ထိုနေ့ချင်းတွင်အအုပ်အချုပ်အကျက်အစော်တို့ကိုခေါ်ပြီးလျင်အုပ်လုတ်เสียဖို့ကောက်ရိုးကိုလူတို့အားအရင်ပေးတကယ်တို့မပေးနှင့်သူတို့သည်ကောက်ရိုးကိုကို့ဖို့ရှာယူကြစီအုပ်ကိုကအရေအတွက်အားဖြင့်အရင်ကဲ့သို့လုတ်เสียရမည်အလင်းမလျှော့စေနှင့်သူတို့သည်ပြင်းကြီးကြ၏ထို့ကြောင့်တွား၍ငါတို့ဖျားသခင်အားရစ်ပူဇော်ကြဆို့ဟုကြွေးကြော်တတ်ကြ၏ တို့ဖြစ်၍စီးကြက်လျက်လှုပ်ကြစေပင်ပန်းကြစေလူမိုက်စကားကို နားမထောင်စေနှင့်ဟုမိန်တော်မူ၏အအုပ်အချုပ်အကြက်အစော်တို့သည် ထွက်၍ဖာရောဘုရင်ကကောက်ရိုးကိုငားမပေးကောက်ရိုးကို တွေ့နိုင်ရာအရ၌ရှာကြတို့တော်လဲလှုပ်ရသောအလုတ်အလင်းမလျော့ရဟု အမိန်တော်ရှိသည်ဟုလူတို့အားပြန်ကြားကြ၏တို့ဖြစ်၍ လူတို့သည်ကောက်ရိုးအတွက်အမိုက်ကိုရှာယူခြင်းကဧကုရုပြည်တစ်လျှောက်လုံးတွင်အရရက်ကွဲလွင့်ကြ၏။အုတ်ချုပ်သောသူတို့ကလည်းကောက်ရိုးကိုရသည့်ကာလ၌နေတိုင်းလှုပ်ရသည့်အတိုင်းပြီးအောင်လှုပ်ကြဟု သူတို့ကိုနှိုးဆော်ကြ၏။ဖာရောမင်း၏အုတ်အချုပ်တို့သည်ခန့်ထားသောဣတရေလအမျိုး အကျက်အစော်တို့ကိုတင်တို့သည်အရင်ကလှုပ်သည့်အတိုင်းယနေ့နှင့်မနေ့၌ အုပ်လုပ်ရသောအမှုကိုအဘယ်ကြောင့်မပြည့်စည်စေရသနည်းဟုစိတ်၍ရိုက်ကြ၏ထိုအခါဣတရီလအမျိုးအကျက်အစော်တို့သည်ဖာရောမင်းထံသို့သွား၍ကိုတော်သည်ကိုတော်ကျုံတို့ကိုအဘယ်ကြောင့်ဤသို့စီရင်တော်မူသနည်းကိုတော်ကျုံတို့အားကောက်ရိုးကိုမပေးအုပ်ချုပ်တော်သူတို့ကလည်းအုပ်ကိုလုံးကြရမည်ဟုဆိုသည်ဖြင့်ကျွန်တော်တို့သည်အယိုက်ခံရကြပါ၏ ကိုတော်လူတို့၌သာ အပြစ်ရှိပါသည်ဟု အော်ဟစ်ကြ၏။ဖာရောဘုရင်ကလည်းတင်တို့သည်ပြင်းရည်သည်ထို့ကြောင့်ငါတို့သည်တွား၍ထာဝရဘုရားအားရစ်ပူဇော်ကြသောဟုတင်တို့ဆိုတတ်ကြ၏။ထို့ကြောင့်ယခုတွား၍လောက်ကြ။ကောက်ရိုးကိုမပေးရသို့တော်လေအုပ်ကို ပေးမြဲပေးရမည်ဟု မိန့်တော်မူ၏။ထို့သို့ နေတိုင်းလောရသော အုပ်အည်အတွက်၌အလင်းမရောရဟု အမိန့်တော်ရှိသည်ဖြစ်၍ဣတရေလအမျိုး အကျက်အစော်တို့သည်မိမိတို့၌အမှုကြီးရောက်ကြောင်းကိုသိမြင်ကြ၏ဖာရောမင်းထံမှထွက်သွားကြစဉ်လမ်း၌စောင့်လျက်နေသော မောရှိနှင့်အာယုံကို တွေ့လျင်ထာဝရဘုရားသည်တင်တို့ကိုကြည့်ရှု၍စီရင်တော်မူပါစေသော အကြောင်းမူကားဖာရောဘုရင်နှင့်အမှုတော်ထံအပေါင်းတို့သည်ငါတို့ကိုယွန်ချစီခြင်းက၎င်းငါတို့ကိုတည့်ရသောအခွင့်ရှိစီခြင်းက၎င်း သင်တို့သည်ပြုကြပြီတကားဟု ဆိုကြ၏အခန်းငယ်22အခန်းငယ်22သည်ငါ၏လူမျိုးဖြစ်ရန်သင်တို့ကိုငါသိမ့်မီကြောင်းဖြစ်သည် မောရှိသည်လဲထာဝရဘုရားထံတော်သို့သွား၍အိုဘုရားရှင်ကိုတော်သည်ဤလူမျိုးကိုအဘဲကြောင့်ညှင်းဆဲတော်မူသည်အကျွန်ုပ်ကိုအဘဲကြောင့်ဆေလွတ်တော်မူသည်အကျွန်ုပ်သည်ကိုတော်အခွင့်နှင့်ပြောခြင်းကဖာတော်မင်းထံသို့ ဝင်သည်နေမှစ၍ ူသည်ဤလူမျိုးကိုညှင်းဆဲပါပြီ။ကိုတော်သည် ကိုတော်ဤလူတို့ကို အလျင်းကယ်လွတ်တော်မမူပါဟု၆၏။ထမြောက်ဝါကျန်အခန်းကြီး၅ပြီးပါပြီ။အားလုံးကိုဘုရားသခင်သာ၍ကောင်းချီးပေးပါစေ။အာမင်။